အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ခဲပကြီးပညာဌာနတင်ငန်းစာ73အနေနဲ့မျက်လုံးရည်ဤတနည်းဖြင့်မျက်လုံးတုံးဖြည်ဤခဲချင်ဤကိုမျှဝေပေးသွားမှာဖြစ်ပါတယ်လူမျက်နှာအချို့စာမှာမျက်လုံးကအရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ် ။ဒါကြောင့်မလို့တောက်ပနေရမယ်။အတက်ဝင်နေရမယ်။လူတူချင်းစီရဲ့မျက်လုံးကပုံသေးမရှိပေမဲ့အစိပ်ပိုင်းတွေဖွဲ့စည်းပုံတွေကအတူတူပါပဲနော်။မျက်လုံးဖြစ်လို့မျက်စံရှိမယ်၊မျက်ခုံရှိမယ်၊မျက်ခုံမျက်တောင်မျက်တာဒါမှမဟုတ်မျက်လုံးအိမ်။အောင်မျက်ခံ၊ပုံမျက်ခံပြီးရင်မျက်ရည် မြက်အိတ်အစရှိတစ်ဖြဲအစိတ်ပိုင်းတွေအမျိုးမျိုး꿰သွားပါတယ်။ဒီတင်ကန်းဆက်မှာတော့မြက်လုံးအချောင်းကိုဒီလောက်ပဲအကျန်းဖြင့်ရှင်းပြမယ်နော်။ဒီချာအသေးစိတ်တိချင်တော့တင်နာလာကြလို့ရပါတယ်။ဒီချန်နဲ့ရဲ့ဒီ crash မှာတတော်လင်းလေးရှိပါတယ်။အဲအောက်လေးကနေတင်နာလာဆုံဆောင်လို့ရပါတယ်။ဒါဆိုတင်ကန်းစာစကြပါမယ်။မြက်လုံးရဲ့ရှိတ်ကိုရေးမယ်။မြက်လုံးရဲ့ဖုန်လေးပေါ့။ တရက်စလေးနဲ့တူပါရဲ့နော်ပြီးရင်မျက်စံလေးဝါလိုက်ပါမယ်ပြီးရင်တော့မျက်ခုံရှိတ်လေးကိုရေးမယ်မျက်တောင်ကိုလည်းစကတ်လေးချင်မယ်ပြီးရင်တုံးလေးစားဖြည့်ကြပါမယ်မျက်စံကိုတူပီလေးနဲ့တပြင်းကြီးချဲ့မယ် ဖြစ်ရင်တူးပြီးနဲ့ရဲ့ရင်းနေနေရာတွေကိုတက်လွားထပ်ပါမယ်မျက်စံကဝိုင်းနေလုံးနေတဲ့တတံဖြစ်လို့ဘေးဘက်တွေကိုတုံးရင်းပါမယ်မျက်စံရဲ့အလေကအဆက်လေးကနှက်မှောင်နေရမယ်နော်ကြည့်ရင်ဗလန်ဒါလေးနဲ့ခဲမုံလိုက်ပါနောက်ထပ်ပြည့်ရကို 4B နဲ့ထပ်ပါမယ်ခနာကလိုပဲတပြေးကြီးချေမယ်ပြည့်ရင်ဘေးဘက်တွေကိုရှင်းမယ် အလယ်ကအဆက်လေးကိုလည်းရှင်းမယ်။ဘေးဘက်လေးတွေရှင်းတဲ့အခါပြက်ပြက်ကြီးမချဲပါနဲ့။ဒီလိုမျိုးဆွဲပါ။အလယ်ကအဆက်လေးစီးဦးတည်ပြီးတော့သွားသလိုမျိုးရေးပါ။မြတ်ဆန်ရဲ့အပေါ်ဘက်ကအရေးကြပါတယ်မြတ်တော်ရဲ့အရေးကြနေရမို့လို့ တောင်းရခြင်းလေးချေပါဖိမရေးပါနဲ့အနေတော်လေးပဲရေးပါပြီးရင်ဘရန်ဒါလေးနဲ့ဘလန်းပါမယ်ကိုလိုချင်တဲ့တောင်းမရတယ်လို့နောက်ထပ်တလွားကို 6B ကိုတောင်းပါမယ်နော် 6B ကိုလည်းရှင်းတဲ့ဘိုင်းတွေချေမယ်ဒီလိုပဲနော်ပြီးပြည့်စုံတဲ့ပုံရဖို့ဆိုတာကလေယာတလွားတဲ့နဲ့ရေးလို့မရပါဘူးလေယာတွေတလွားပြီးတလွားထည့်ရပါတယ်ဒါမှတောင်းရင်းညက်မယ်ဘလန်းမှုလည်းမမေ့ပါနဲ့ လမ်းမှာပဲခဲတွေမှုံသွားမယ်ညက်သွားမယ်တော်တော်လေးချိန်ပေးရပါတယ်เนาะစိတ်ရှိမှရမယ်စိတ်မရှိရင်ကြည်မဆွဲပါနဲ့မျက်စံရေးပြီဆိုရင်မျက်တာကိုရေးကြပါမယ်မြတ်သားဆိုတကားတဏီအဖြစ်မျက်လုံးအိမ်မှာတူးပြီလေးနဲ့ အရင်စာရင်မယ်မြတ်မတလွာကိုတပြင်းကြီးထပ်ပါမယ်ပြီးရင်ဘေးနှစ်ဖက်ကိုရင်ပါမယ်မြက်ခွန်တွင်နဲ့ဖုံးနေတဲ့အကြောင်းမျက်လုံးတလုံးလုံးကိုတတိကျမမြင်ရပါမယ်သူ့ရဲ့ပုံစံကဆက်လုံးလိုပဲလုံးဝနဲ့တတန်ရှိပါတယ်နော်လုံးဝတာဖြစ်လို့ဆက်လုံးရေတုံကလိုပဲတဘောတရားတူပါရဲ့နော် လူမျက်နှာလည်းဒီလိုပဲဘေးဘက်တွေကိုတုံးရင်ရပါတယ်မျက်လုံးအင်းကိုလည်းဘေးနှစ်ဖက်ကိုတုံးရင်ပြရပါတယ်တူးပြီးနဲ့မနာ ုင်လို့ရင်ဖော်ပြီးလေးနဲ့ချေပါတုံးကရင်ရကနေချက်ချင်းချက်ချင်းနှုတ်သွားလို့မရဘူးကြားတုံးရှိရမယ်ပြပြလေးဖြစ်နေအောင်အနှုနဲ့အရင်ချာမှာလက်ပြာဟောက်ဖော်ပြီးရောကြားတုံးခံပေးပါဒါဆိုမြတ်တာရေလို့ပြပါရင်နော်မြတ်တာကိုရေးကြမယ်အရင်ဆုံးတူးပြီးနဲ့အကျန်းရေးမယ် သူ့ရဲ့ direction နဲ့တေချာအောင်ရေးပါ။ဘရင်တင်ကန်းဆာမှာမျက်ခုံမျက်တောင်ရေးနီကိုဒီစိုက်ရှင်းပြထားပါတယ်နော်။မကြည့်ရသေးရင်အပေါ်ကလင်းကနေတွားကြည့်လိုက်ပါ။ကြည့်ပြီဆိုရင်တော့မျက်တောင်ရဲ့ direction တွေကိုကောက်ကောက်နားလည်တွားမှာပါ။အမွေးမြေရေးရင်အဖေဘောကိုတောင်းပြီးရောရေးရပါမယ်။ဒါမှနူးညံ့တဲ့ပုံပေါ်မယ်။အောင်မြတ်တော်ကအပေါ်မြတ်တော်ထက်ကိုတိုးပြီးရောပါပါတယ်။တေချာလေးကယူဆရေးပါ။ မလောပါနဲ့ဖြည်းဖြည်းပဲရေးပါမြန်မြန်ရေးရင်မှားတတ်ပါတယ်အကျန်းရေးပြီးရင်အမြင်လေးဖြစ်အောင်ရေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ခြုံတဲ့ခဲရန်ကိုတောင်းပြီးတော့နောက်ထပ်တစ်ထပ်ရေးပါမဂနီကယ်ပန်းစဲကိုတောင်းရင်လည်းရပါရဲ့နော်ဗီဒီယိုနည်းနည်းမြန်လိုက်ပါမယ်နော် ်ထူးပြောစရာမလိုတောင်းရင်ရင်လေးချက်ရုံပဲမျက်ခုံဆွဲကြမယ်နော်မျက်ခုံပါအသားတွေကနေအမွေးပေါက်တာမို့လို့ skin တုံးတထက်ခံတထက်ချေပါမျက်ခုံရဲ့ direction တွေကိုအရင်တန်းအစမှာကလေးကရှင်းပြခဲ့ပြီးသားပါသပိုဘက်ကိုထောင်ပြီးရောအလယ်မှာခုံခုံလေးဖြစ်အောင်ရေးမယ်ပြီးရင်တောက်ဘက်ကိုတော့အောက်ဘက်ကိုရှင်းသွားတဲ့ပုံစံလေးရေးပါမယ်ပြီးရင်တော့မျက်ခုံမျက်တောင် မြက်ခွန်မြက်ရည်စားတာတွေကိုတောင်းတွေလိုက်ချေပါမယ်အရင်ဆုံးတူးပြီးနေချေပြီးရင်တော့ရင်းတဲ့နေရာကိုတူးပြီးနေပဲနောက်တစ်လွှာထပ်ပြင်းအောင်မှာနောက်တော့လာကိုဖော်ပြနေချေဖော်ပြနေချေလို့မလိုရတဲ့တုံးမရသေးရဲ့စစ်ပီကိုထပ်တော့မှာတလွှပြီးသားရဲ့ဗလန်ပြပါတော့နောက်ဆုံးအစင်းအနေနဲ့ highlight ဖောက်ပါမယ် highlight ကိုမိုနိုစီချိုနဲ့ဖောက်လဲရတယ်ဂျေပန်နဲ့ဖောက်လဲအစင်းပြပါရဲ့နော်ခဲပြပြောနေလဲဖောက်လို့ရပါတယ် ဲ့ဒါတွေမရှိရင်ခဲပြတ်ကိုတသေးလေးဖျောက်ထားနဲ့လီပြောတုံးပါမဟုတ်ရင်ကိုရရှင်တုံးပါအစင်ပြေတာရွေးတော့မှမရှိလို့မလုပ်ရအောင်ဆိုတာတည်းဆီယာလေးနဲ့ဖြစ်အောင်လုပ်ပါနှလုံးရေနီးတင်ကန်းစာပြီးပါပြီနောက်တင်ကန်းစာတွေမှာပြန်တွေ့ပါမယ်နော်အားလုံးပဲပဲပါပါ